်တခုခုကိုအရန်လိုချင်လာတဲ့အခါဝယ်ရမလားမဝယ်ရဘူးလားစဉ်းစားရတာတော်တော်လေးခေါင်းစားရတယ်ဟုတ်ဒါပေမဲ့လေဒီဆုံးဖက်ချက်တွေကိုပိုလွယ်ကူပြီးကို့ဘဝအတွက်ပိုအယိုးရှိစေမယ့်လိုပဲချက်တခုရှိနေပါတယ်အဲ့ဒါကတော့မှန်ကန်တဲ့မိခွန်းတခုကိုမေးတာပေါ့ပါပဲပစ္စည်းတခုကိုမျက်စိချသွားပြီဆိုတာနဲ့ခေါင်းထဲမှာပထမဆုံးဝင်လာတဲ့မိဟုံကဟုတ်တယ်ဒေါကိုဝယ်သင့်လားဆိုတာပဲပေါ့ဒါကလိုချင်စိတ်ရဲ့တိုက်တွန်းမှုအပေါ်မှာအခြေခံပြီးထွက်လာတဲ့တွန့်ပြန်မှုတစ်ခုသက်သက်ပါပဲဒါမဲ့ မိခွန်းစာတည်တတ်ပူပြီးအစွမ်းတက်တဲ့မိခွန်းတစ်ခုရှိနေတယ်ဆိုရင်ရောမိခွန်းလေးတစ်ခုပြောင်းလဲရုံနဲ့ကိုယ့်ရဲ့ငွေကြေးဆုံးဖြတ်ချက်တည်နောက်ဆုံးကိုဘွားရဲ့လမ်းကြောင်းကိုပါပြောင်းလဲသွားစေနိုင်တယ်ဆိုရင်ဘယ်လိုလဲစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီလိုမိခွန်းမျိုးတကယ်ရှိနေတာပါဟုတ်ပါပြီဒီအကြ aya တစ်ခုလုံးရဲ့အထက်ကချက်ကလည်းအဲ့ရပါပဲဝယ်ရမှုတိုင်းကိုအမြင်နဲ့နဲ့ပြန်သုံးသပ်စေမယ့်လမ်းညွန်မိခွန်းတစ်ခုတည်းပါပဲဒီမိခွန်းတစ်ခုတည်းနဲ့တဲ့အရာအလုံးကရှင်းသွားမှာပါ ကဲအဲ့ဒီအရိကမေခွန်ကတော့ဒီဝယ်ယူမှုက ရေရှည်မှာကို့ဘဝကိုဘလို့အကျိုးသက်ရောက်မှုရှိစေမှာလဲဆိုတာပါပဲဟုတ်ပါတယ်ခဏတာလိုချင်စိတ်ကိုဖေးဖယ်ပြီးကို့ဘဝရဲ့ရေရှည်တိုးတက်မှုကိုရှင်းလန်းတင်စဉ်းစားစေတဲ့တော်တော်လေးအစွမ်းထက်တဲ့မေခွန်တစ်ခုပေါ့ဆိုတော့ဒီနေရာမှာအရေးကြီးတာကပစ္စည်းရဲ့ဈေးဘယ်လောက်လဲဆိုတာကိုကြည့်နေတာမဟုတ်တော့ဘူးအဲ့ဒီအစားကို့ဘဝရဲ့အနာဂတ်ကိုတိုင်းတာနေရမျိုးဖြစ်သွားပြီပိတ်ဆက်ဘယ်လောက်ခုံမလဲဆိုတာထက် ဒီ PC ကကိုယ့်ရဲ့အနာဂတ်ကိုဘလောက်တိုင်ဖို့ရှိစေမှာလဲအဲ့ဒါကိုအဓိကထားပြီးစဉ်းစားလာတော့ပါကဲအဲ့ဒီအဓိကမိခွန်းကြီးကိုဖြေရလွယ်တော့အောင်ကောပူပြီးလွတ်တွေ့ကြကြအဖြေရှာနိုင်မှုအတွက်ရှူထောင်လေးခုနဲ့ခွဲခြားစိတ်ဖြာပြီးကြီးကြရအောင်ဒီအချက်တွေကကို၆မှတ်ဆုံးဖြတ်ချက်ကိုပူပြီးခိုင်မာသားစေမှာတည်ချပါတယ်ပထမဆုံးရှူထောင်ကတော့ရှင်းပါတယ်လိုအပ်ချက်နဲ့ဖက်ရှင်ကိုခွဲခြားတာပါကိုကိုကိုမိကြည့်ရမှာကဒီပစ္စည်းကကိုပေါ်ဝအတွက်တကယ်ကိုအသုံးဝင်လို့လိုအပ်နေလို့လား ဒါမှမဟုတ်ခနာတာခေစားနေတဲ့ဒီဇိုင်းမျိုးလို့ပတ်ဝန်းကျင်ရောက်ဖြစ်ရကြောင့်လူကျင်နေတာလားဆိုတာကိုသိသိရှာရှာပိုင်းဖက်မှာပါဒုတိယအချက်ကတော့ရုပ်တရက်ဝယ်ခြင်းနဲ့စိတ်နဲ့ရရှိတဲ့ဘုကိုချိန်ထုတ်ကြည့်တာပါစဉ်းစားကြည့်လေဝယ်လိုက်တဲ့အချိန်မှာရလိုက်တဲ့ခနာတာစိတ်လှုပ်ရှားမှုကအင်းရပိုင်လောက်ဆိုပျောက်သွားနိုင်တယ်ဒါပေမဲ့တေချာစဉ်းစားပြီးရွေးချယ်ထားတဲ့အရေးထွေးကောင်းတဲ့ပစ္စည်းတစ်ခုကတော့နှစ်တည်းအကြာကြီးစိတ်ချင်းနဲ့မှုကိုပေးနေမှာလေတတိယရှုထောင့်ကတော့ opportunity cost လို့ခေါ်တဲ့လက်လွတ်လိုက်ရတဲ့အခွင့်အရေးရဲ့တန်ဖိုးပါ ်ဆိုလိုတာကရှင်းရှင်းလေးဒီ PC ကိုဝယ်ဖို့ထုံလိုက်တဲ့ပိတ်ဆံကဒီတစ်ခုတည်းသာမဟုတ်ဘူးပေါ့အဲ့ဒီပိတ်ဆံနဲ့တခြားရတဲ့အများကြီးလုံးလို့ရနိုင်သေးတယ်ဆိုတာကိုသတိရဖို့ပါအဲ့တော့ကိုကိုကိုဒီမင်းခွန်းကိုဖျံမြေးကြည့်ရမယ်ဒီငွေနာကိုရဲ့အနာဂတ်အတွက်တခြားပါတွေကိုပို့ပြီးဖြစ်မြောက်စေနိုင်မလဲဆိုတာပေါ့ဥပမာကိုဘွားတိုးတက်မှုအတွက်ယင်းနှမြုံနံမှုတစ်ခုဖြစ်လာနိုင်မလားဒါမှမဟုတ်တံဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတစ်ခုကိုစောင့်ခြင်းဖြစ်နိုင်မလားနောက်ဆုံးရှုထောင့်ကတော့ကိုတယောက်တည်းတွေ့တယ်မဟုတ်တော့ကိုပိုချေပြင်းတဲ့မြင်းနဲ့ချိရပါ ဆိုတော့ကဒီ BC ကိုထုတ်လုပ်တဲ့ process သုံးနေတဲ့အချိန်မှာထိမ့်သိမ့်ရတာတွေနောက်ဆုံးစွန့်ပစ်လိုက်တဲ့ထံပဝန်ချပပလိုတက်ရောက်မှုတွေရှိနိုင်မလဲအဲ့ဒါတွေအထိထည့်သွင်းစဉ်းစားလာမျိုးပါကဲဒီရှုထောင့်တွေအားလုံးကိုဥပမာတစ်ခုနဲ့ပေါင်းပြီးကြည့်အောင်ဈေးကြီးရဲ့ဈာခင်တစ်ထည်ကိုဝယ်မလို့စဉ်းစားနေတယ်ဆိုပါတော့အဲ့ဒါခါမှာဟဲ့ဒါကတကယ်လိုလက်လို့လားရေရှည်ခါမဲ့အရေးသွေးကောရှိရလားပြီးတော့ဒီပိတ်ဆံနဲ့ကိုယ့်ရဲ့အရေးချင်းတက်အောင်တင်းတန်းတစ်ခုခုတက်လိုက်တာကပိုကောင်းမလား ောစောနေနဲ့ဒီကြခင်ရဲ့ထုတ်လုံးမှုကပတ်ဝန်းကျင်ကိုထိခိုက်စေသလားဆိုပြီးပပန်းဆောင်ကနေသုံးသက်လို့ရသွားပြီလေတရချစ်တဲ့အားလုံးကိုခြုံပြီးကြီးလိုက်တဲ့အခါမှာတတိရှိစွာတုံးဆွဲခြင်းရဲ့အန်တီမယီမန်းချက်ကဘာလဲဆိုလာကိုတွေ့လာပါပြီဒါကပိတ်ဆံချွေတာဖို့တတ်တတ်မဟုတ်ဘူးကိုလုံးလိုက်တဲ့ရွေးချယ်မှုတိုင်းကကိုဘွားတိုးတက်မှုစီကိုဥတည်နေဖို့ပဲဖြစ်ပါတယ်အဆုံးစွန်မှာတော့အဲ့ရှုပ်ထွေးကမေးကူးတွေအားလုံးကိုဒီတစ်ခုထဲနဲ့အစားထိုးလိုက်လို့ရပါတယ် ဒီဝယ်ယူမှုက ကိုဘဝတဲ့တိုးတက်မှုကိုစောင့်ကြည့်နေနိုင်မလားဒါကကိုပိုင်ပစ္စည်းတစ်ခုတိုးလာတာထက်ကိုဘဝတန်မှုကတက်လာရဲလားလို့မေးတာ ਨੇ အတူတူပါပဲဒီလိုစဉ်းစားတကကိုကိုကိုချုံချီကန့်တတ်တာလို့တော့မမြင်စေချင်ဘူးเนาะတကယ်တော့ဒါဟာကိုရဲ့ပန်တာရေးနဲ့အနာဂတ်အပေါ်မှာထိမ့်ချုံနိုင်စွာအပြည့်အဝရှိလာအောင်ကိုကိုကိုစွမ်းအားမြင့်တင်ပေးလိုက်တာ ਨੇ အတူတူပါမယ်ဒီတော့နောက်တဲ့ချင်းဒီခုခုကိုလက်ထဲမှာဂိုင်ပြီးဝယ်ဖို့ဆုံးဖြတ်တော့မယ်ဆိုရင်ခဏလေးမယ် ခဏလေးရပ်ပြီးစဉ်းစားကြည့်လိုက်ပါ အခုလက်ထဲမှာကြိုက်ထားတာကပစ္စည်းတစ်ခုတက်တက်လားဒါမှမဟုတ်ကိုဖြစ်ချင်တဲ့အနာဂတ်ကိုပုံဖော်ပေးမယ့်ကိရိယာတစ်ခုလားအဲ့ဒီအဖြေကဝယ်ယူမှုတိုင်းကိုပို့ပြီးတော့အသေးဖက်ရှိစေမှအသေးကြပါပဲ